Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီဗီဒီယိုဖိုင်မှာတော့အုံစင်းရေအကြောင်းပြောကြရအောင်ကျွန်တော်ရင်ဗီဒီယိုဖိုင်မှာတော့အုံစင်းရေတောက်သုံးတင်းတဲ့လူတွေအကြောင်းကိုပြောပြထားပြီးသားရှိပါတယ်ဒါပေမဲ့အခုဗီဒီယိုဖိုင်မှာတော့အုံစင်းရေကိုဘလို့လူတွေရှောင်ကျင်းတင်းတယ်လဲဘလို့လူတွေတတိထားတောက်သုံးတင်းလဲဆိုတဲ့အချက်တွေကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့သိတဲ့အတိုင်းပါပဲ ။အိုးရှင်ရခင်ကလေးကဥန်စင်းရင်ရဲ့ကျမရဲ့အကျိုးကျေးဇူးများစွာကြောင့်ကျွန်တော်တို့ကြားဖို့ကြမယ်ဓမ္မတွေ။ဥန်စင်းရင်မှာပိုတက်ဆီယမ်၊မဂနီဆီယမ်၊ဆိုဒီယမ်တို့ဓာတ်စာတွေပါဝင်ပြီးတော့ကယ်လိုရီနည်းတဲ့အချိုးအတမျိုးလေးဖြစ်ပါတယ်။ကောင်းကျိုးများစွာရှိတယ်ဆိုပေမဲ့ဥန်စင်းရည်ဟာလူတိုင်းအတွက်တော့မတင်တော့ပါဘူး။ဥန်စင်းရည်ရဲ့ပိုတက်ဆီယမ်ပါဝင်မှုမြန်မာခြင်းနဲ့တဘာဝတကြားတက်တို့ကြောင့်မလိုလားအပ်တဲ့ဆိုးကျိုးတွေကနေကာကွယ်ဖို့တချို့လူတွေအတွက်ကတော့ရှောင်ကျင်ဖို့ တောင်တုံးမှုကိုကန့်သတ်ဖို့လိုအပ်နိုင်ပါတယ်။ဥစဉ်ရင်ရောဘလူးရီရှောင်းကျင်တဲ့လဲဆိုတာကိုကျွန်တော်ကဆက်လက်ပြောပြပေးမှာဖြစ်ပါတယ်။ကျွန်တော်ကအချက်၃ချက်နဲ့ပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်၁ကတော့ဥစဉ်ရင်တစ်ခွဲရအောင်ရတမှုတွေကြောင့်နံပါတ်၂ကတော့ခေါယောကနဲ့ယူရီယာဆင့်များတဲ့သူတွေတောင်တုံးတင်သလား။နံပါတ်၃ကတော့ဒတိယစာတုံးတင်တဲ့ဒတိယတောက်တုံးတင်တဲ့လူစုတွေကြောင့်ပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြဖို့ကြံခဲ့တာလေးသိကြတာလေးရှိခဲ့ရင်လေ comment box မှာမေးနိုင်ပါတယ်အကြံပြုပေးနိုင်ပါတယ် မိတ်ဆွေတို့ရဲ့ကြံပြုပေးချက်တွေကိုကျွန်တော်အစဉ်တစိုက်လေးစားနားထောင်ရပါကျွန်တော်လေးလာမှတ်သားထားသည်များကျမရဲ့ဘဝသူသားအနေနဲ့မျှဝေပေးခြင်းဖြစ်တဲ့အတွက်ကြောင့်မို့မိမိခန္ဓာကိုယ်ရဲ့ကျမရဲ့တတိပေးချက်တွေကိုနားလည်အောင်လှူဆောင်ပြီးတော့အញ្ញံရှိသလိုဝေဖန်ပိုင်းကြလှူဆောင်ပါလို့ပြောချင်ပါတယ်နံပါတ်1ဦးစင်းရဲ့တခွဲရဲ့အာဟာရတမှုတွေကြောင့်ကျွန်တော်တို့အုံစင်းရည်ကိုပြောလိုက်ပြီးဆိုတာနဲ့ organic အုံစင်းရည်ဖြစ်ရပါမယ်။တခြားမထည့်ထားတဲ့အုံစင်းရည် ဒီ240မီလီလီတာမှာဆိုလို့ရှင်တော့ဆိုရင်60ကယ်လိုရီကာဘွန်ဟိုက်ဒရိတ်15ဂရမ်တနည်းတော့လိုအပ်ချက်ရဲ့900ခန်းနှုန်းဖြစ်ပါတယ်။တခြားကတော့8ဂရမ်ပေါင်ပဲမှာပဲဖြစ်ပါတယ်။ပိုတက်ဆီယမ်900မီလီဂရမ်ပါရှိမှာပဲဖြစ်ပါတယ်။တနည်းတော့လိုအပ်ချက်ရဲ့900ခန်းနှုန်းဖြစ်ပါတယ်။ကယ်ဆီယမ်၄၀တရမ၈မီလီဂရမ်ဖြစ်ပါတယ်။တနည်းတော့လိုအပ်ချက်ရဲ့၄၀၀ခန်းနှုန်းပဲဖြစ်ပါတယ်။မက်ဂနီဆီယမ်၁၆တရမ၈မီလီဂရမ်ဖြစ်ပါတယ်။ ဒီနေ့တော့လောအပ်ချက်ရဲ့400ခန်းတော့ပဲဖြစ်ပါတယ်။ဆိုရရင်55တက်တမ6မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လောအပ်ချက်ရဲ့200ခန်းတော့ပဲဖြစ်ပါတယ်။ Force Bread 19တက်တမ2မီလီဂရမ်ဖြစ်ပါတယ်။ဒီနေ့တော့လောအပ်ချက်ရဲ့200ခန်းတော့ပဲဖြစ်ပါတယ်။ဒါပေမဲ့လားဆိုတော့ကျွန်တော်တို့မဟုတ်ပါဘူး။သူမှအလတ်ထုတ်လိုက်တယ်ပါဝင်နေပါတယ်။ကျွန်တော်ခန္ဓာကိုယ်ကအစားအစာနဲ့အရည်တွေကနေဒီတက်ထွတ်တက်တွေပြောရရင် အလက်ထရိုလိုက်တွေကိုရရှိပြီးတော့ ဒီအဲ့ဒါတွေဟာချွေးနဲ့စီးဖြစ်ဆုံးရှုံးသွားတာပဲဖြစ်ပါတယ်ကျွန်တော်ခန္ဓာကိုယ်အတွက် lower တဲ့ electrolyte တဲ့တနည်းပြောရရင်သတ္တုတတဲ့နည်းနည်းကတော့ sodium magnesium potassium calcium chloride phosphorus ဘိုင်ကောင်နဲ့တော့ပဲဖြစ်ပါတယ်နံပါတ်နဲ့ခေါရောဂါနဲ့ယူရက်ဆင်များတဲ့သူတွေတောင်းတုံးတင်သလားအယောဂန်ရဲ့ယူရက်ဆင်မြင်မာတဲ့သူတွေကအုံစင်းရည်ကိုတော်တော်နိုင်ပါတယ်။အုံစင်းရည်ကိုကုသရေးနည်းလမ်းအတွက်ပျောက်ကင်းစေသောဆေးဖြစ်မမတ်ယူတင်ပါဘူး။ ကျွန်တော်ဒီအုံစင်းရေရဲ့အဓိကအကျိုးကျေးဇူးတွေတဲ့တွေကတော့ရတဲ့ဖြစ်တင်ပေးခြင်းနဲ့ခနာကောကနေယူရစ်အက်ဆစ်တွေကို စေချိုးထုတ်ပြဖို့အတွက်ဒီအလွန်ရည်ကြည်တာပဲဖြစ်ပါတယ်။ရလာမှုတချို့ရဆိုလို့ရှင်တော့အုံစင်းရေမှာပါဝင်တဲ့တတိုးဆန်းကျင်ပစ္စည်းတွေနဲ့အန်ဇိုင်းတွေဟာကောယောဂအကြောင်းကိုထိခိုက်နေတဲ့အက်ဆစ်တွေမှာရှိတဲ့ရောင်ရမ်းမှုကိုအတိုင်းအတာတစ်ခုထိချောချပေးနိုင်ကြောင်းဆိုတာချက်တွေရှိပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုမြန်မာကျန်ကြောင်းလဲဦးစင်းကြီးဟာခနာကော်တွဲမှာရှိတဲ့ acid တန်နဲ့ alkaline တန်ဟန်ချက်ညီအောင်ထင်ထင်ရမှာကိုညင်ပေးနိုင်ပါတယ်။အရာက urea ဆစ်ကြောင့်ဖြစ်တဲ့ဒီတောက်တယ်မှုကိုကာကွယ်ဖို့တောက်ဖို့ပြပါရယ်။အထူးသဖြင့်ကတော့ကျွန်တော်ဒီစီးစေးတွေဖြစ်တဲ့ပေါ့နော်ဒီခေါရောဂါပဲနာရှင်နဲ့တောက်သုံးနေရတဲ့သူတွေအတွက် ထောက်ကူပြုစင်မှာပဲဖြစ်ပါတယ်။တခြားပါဝင်မှုနေပြီးတော့ပြူရင်းတက်မပါဝင်တဲ့အခြေတမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ယူရီးယားစစ်ကိုမြင့်တဲ့စင်နဲ့တခြားပါဝင်မှုမြင့်မားတဲ့အချိုရည်တဲ့စားတောက်သုံးဖို့ပုံမှန်ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုလည်းဖြစ်ပါတယ်။အမှန်တော့အောင်စင်းရင်ကိုတတိထားတောက်တုံးတင်းတဲ့သူတွေတနည်းပြောရင်ရှောင်းကျင်တင်းတဲ့လူအုပ်စုတွေအကြောင်းဆက်ကြည့်အောင်နံပါတ်၁ကတော့ကြောက်ကပြဿနာရှိတဲ့သူတွေပဲဖြစ်ပါတယ် ။ပုံစံရင်အပိုတက်ဆီယမ်ကျော်ရပါတယ်။ပုံမှန်အားဖြင့်တော့သွေးတွင်ပိုတက်ဆီယမ်ဓာတ်မြင့်တက်လာမယ်ဆိုလို့ရှိရင်တော့စီရီယမ်နဲ့တဆင့်ဆွတ်တော့ခံရပါတယ်။ဒါပေမဲ့ကြောက်ကတ်တွေပုံမှန်အလုံးမလို့ဘူးဆိုလို့ရှိရင်တော့ကြောက်ကတ်ယောဂါရှိစုတွေအတွက်ဒီကြောက်ကကနေပိုရှင်နေတဲ့ပိုတက်ဆီယမ်ကိုစစ်ထုံးနိုင်စွမ်းရောင်းနေနေတတ်ပါတယ်။အဲလိုဖျားချင်းကသွေးတွင်ပိုတက်ဆီယမ်မြင့်တက်တဲ့ယောဂါ hyperglycemia ကိုဖြစ်စေနိုင်ပြီးတော့ကြွက်သားတွေအားနေတာတွေနှလုံးခုန်မမှန်တာတွေဖြစ်စေပြီးတော့ ပြင်းထန်တဲ့အခြေအနေတွေမှာဆိုလို့ရှိရင်နှလုံးရချင်းကဘာဖြစ်စေနိုင်ပါတယ်။အဲဒီတို့ကြောင့်မို့ကြောက်ကပြဿနာရှိတဲ့သူတွေအနေနဲ့တတိထားပါမယ်။နမနိကောတော့သွေးရင်းပိုတက်ဆီယမ်ဓာတ်မြန်မာတဲ့သူတွေပဲဖြစ်ပါတယ်။ဝန်ဆင်းရင်မှာပိုတက်ဆီယမ်ဓာတ်မြန်မာစွာပါဝင်ပါတယ်။အဲ့ဒါကသွေးရင်းပိုတက်ဆီယမ်ဓာတ်မြန်မာနေတဲ့သူတွေအတွက်ကတော့ဝန်ဆင်းရင်ကိုလုံးဝမတောက်တုံးတင်ပါဘူး။အမှတ်၃ကတော့စီကြောရောကတနည်းပြောရရင်သွေးရင်းကြားတဲ့ပြဿနာရှိတဲ့သူတွေပဲဖြစ်ပါတယ်။ ကျွန်တော်ဦးစင်းရေတောက်တဲ့နဲ့အချင်းတွေဆိုပြီးတော့အရင်ဗီဒီယိုဖိုင်မှာလည်းပြောထားချက်တွေရှိပါတယ်စီတိုယောဂါရှိတဲ့သူတွေအနေနဲ့ပမာဏအနည်းငယ်တောက်တော့လို့ရတယ်ဒါပေမဲ့ဦးစင်းရေမှာတခြားတက်ပြောရရင်ဘောနော်ဒီဦးစင်းရေတစ်ခွက်200မီလီလီတာမှာဆိုလို့ရှင်တခြားတက်က 6ဂရမ်ကနေ9ဂရမ်ခန့်ထိပါဝင်နေပါတယ်။ပမာဏအနည်းငယ်သောသုံးနာကတခါတည်းရမှာပြဿနာမရှိပေမဲ့အများပြားစွာသောသုံးမိမယ်ဆိုလို့ရှိရင်တော့တွေ့ရင်ကြားတဲ့ရုပ်တရက်တက်လာစေနိုင်ပြီးတော့စီချိုယောဂတနည်းပြောရရင်အင်ဆူလင်ခုခံမှုပြဿနာရှိသူတွေအတွက်အနည်းချစေနိုင်ပါတယ်။စိတ်ကူးသားမှုခံယူထားပြီးတော့တင်းတင်းစွာထင်းထင်းသောသုံးခြင်းမှာအပပမာဏများများသောသုံးခြင်းကိုတော့တတိထားရှောင်ကျင်ရပါမယ်။နံပါတ်၄ရော ။အုံသီးနဲ့ဓမ္မတဲမှုဖြစ်နိုင်တဲ့သူတွေဖြစ်ပါတယ်။ရှားပါပဲမယ်။တချို့သောလူတွေမှာအုံသီးနဲ့ဓမ္မတဲမှုရှိနိုင်ပါတယ်။အဲ့လိုဓမ္မတမှုနေတဲ့လက္ခဏာတွေမှာဆိုလို့ရှင်အရေးပြားမှာဒီရာရန်နာတွေအင်းပြန်ထတာတွေအဖိုးပိတ်ဖြစ်တာတွေဘိုင်းအောင်တာတွေဘိုင်းနာတာတွေသက်ရှူလမ်းကြောင်းဆိုင်ရပြဿနာတွေပါဝင်နိုင်ပါတယ်ကျွန်တော်ဒီအုံးစင်းရေတော်သုံးပြီးရအောင်ပါလေဘိုင်းအောင်တာတွေကျွန်တော်ခုနပြောသလိုပျော်ရန်နာတွေ ဘိုက်ကယ်ရာတွေဝမ်းရှိုးခြင်းလိုလက္ခဏာတွေခံစားရမယ်ဆိုလို့ရှင်တော့ဒါဟာအုံစင်းရင်နဲ့မတည့်တဲ့လက္ခဏာပဲဖြစ်ပါတယ်။ဒီအုံစင်းနဲ့တမတည့်တဲ့ဒီရာသဝင်ရှင်မယ်ဆိုလို့ရှင်တော့အုံစင်းရင်ကိုလောဝရှောင်ခြင်းတက်ပါတယ်။ကျွန်တော်တို့ဒီပုံမပြင်းထန်တဲ့အခြေအနေတွေမှာဆိုလို့ရှင်တချို့လမ်းကြောင်းဆိုင်ရာပြဿနာတွေအစာကျစနစ်မိမ့်မတာဖြစ်တာတွေအသက်အနေဆိုးရင်ရတဲ့ပြင်းထန်တဲ့တမတည့်မှုတွေအထိဖြစ်ပေါ်နိုင်ပါတယ်။ အကြောင်းလေးဆိုတော့ only မှာပါဝင်တဲ့ protein တချို့ဟာဒီ dermatin မှုကိုလှမ်းဆောင်ပေးနိုင်ကြောင်းဖော်ပြချက်တွေရှိလို့ပဲဖြစ်ပါတယ်။တခြားခွန်မာသီးတွေနဲ့တတူပစ္စည်းတွေတပြူမွာရှားပါပဲမယ်။အခွန်မာသီးနဲ့ dermatin မှုရှိသူတွေမှာသတိထားဖို့လိုပါတယ်။အစားအသောက် dermatin မှုရသူဝင်ရှိမယ်ဆိုလို့ရှိရင်လည်းအုံစင်ရတော်တော်တဲ့အခါမှာမမမှန်တာတွေနောက်တစ်ခုကပြင်းထန်တဲ့လက္ခဏာတွေပေါ်ပေါက်မယ်ဆိုလို့ရှိရင်တော့တော်တော်မှုကိုချက်ချင်းရတတ်မှာ ။အမှန်ငါးကားတော့သွေးပောင်ခြင်းနည်းနည်းသူတွေဖြစ်ပါတယ်။ဦးစင်းရမပါဝဲနဲ့ပေါ်တဲ့စီရန်ကြောင့်သွေးပောင်ခြင်းကိုအနည်းငယ်ကျစေနိုင်ပါတယ်။သွေးပောင်ခြင်းနည်းနည်းသူတွေနည်းနည်းအုံစင်းရေကိုပုံမှန်တောက်သုံးမယ်ဆိုလို့ရှင်တော့ကောင်းမှုဓာရီတတိလစ်ဓာရီဖြစ်စေနိုင်ပါတယ်။နံပါတ်6ကတော့ခွေးစိတ်ကုသမှုခံယူမဲ့သူတွေပဲဖြစ်ပါတယ်။အုံစင်းရေဟာသွေးပောင်ခြင်းနဲ့ဓာစားညီမျှမှုကိုတည်ရမှုရှိတဲ့အတွက်ကြောင့်မို့ခွေးစိတ်ကုသမှုအတွင်းနဲ့ခွေးစိတ်ကုသမှုပြီးတဲ့နောက်မှာသွေးပောင်ခြင်းနဲ့သွေးရည်နဲ့ကြားတဲ့ထင်းချုံမှုကိုနှောင့်ယှက်ဖြစ်စေနိုင်ပါတယ်။ စီစဉ်ထားတဲ့ခွေးစေးကုသမှုမတိုင်မီအနည်းဆုံးနှစ်ပတ်လောက်မှာအုံစင်းရေတောက်တုံးခြင်းကိုမပြုလုပ်ပါနဲ့ရှောင်ခြင်းမှာနမခွန်ကတော့အစာကြီးလမ်းကြောင်းဆိုင်ပြဿနာရှိတဲ့သူတွေပဲဖြစ်ပါတယ်အုံးစင်းရတော်တုံးချင်းဟာပိုက်ဖူရာတွေဒါမှမဟုတ်ဝမ်ရှိုးချင်းလိုစာချေလမ်းကြောင်းဆိုင်ရမတက်မသားဖြစ်မှုတွေကိုဖြစ်စေနိုင်ပါတယ်။အဲဒါကအမြင်သက်ပါဝင်မှုပြောရရင်တော့တဘာဝတကြားထက်များတဲ့အတွက်ကြောင့်ဖြစ်တတ်ပါတယ်။ တကယ်လို့အစာချင်းစနစ်အားနည်းတဲ့သူဆိုလို့ရှင်နော်ဒီတော်တော်မှုစမယ်ဆိုလို့ရှင်ဖြည်းဖြည်းချင်းစတင်မြောတော်တော်မှာဓမ္မမောဒီလုံးဝရှောင်ကျင်တာမျိုးကပုံမတင်တော်ပါလေနမရှကတော့အေးမိတော်ခွေးဖြစ်နေစဉ်ကာလမှာဒီအုံစင်ရေတော်တော်ချင်းကိုတရေထားရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီရိုးရာစိပညာမှာဆိုလို့ရှင်နော်အုံစင်ရေအခဏကိုတဘာဝအတိုင်းအေးများစေတဲ့ကုန်တတိရှိကြလို့ယူဆကြပါတယ် အဲ့ဒီဂုံတက်တီကယာရီဥဒုပူပြင်းတဲ့ကာလတွေပြောရရင်နွေရာသီမှာအကျိုးကျေးဇူးရှိတယ်ဆိုပေမဲ့အေးမိချောင်းဆိုးယောဂနောက်တစ်ခုကတုတ်ကွေးဖြစ်နေမယ်ဆိုလို့ရှင်တော့ဒါဟာပြဿနာဖြစ်စေနိုင်ပါတယ်အေးများတဲ့တဘာဝဟာတလေးထုတ်လို့မှုကိုမြင့်တဲ့စေခြင်းနောက်တစ်ခုကခန္ဓာကိုယ်ရဲ့အတွင်းပူခြင်းကိုလျှော့ချစေနိုင်ပြီးတော့အေးမိတုတ်ကွေးဖြစ်နေစဉ်ကာလမှာမတင်တော်ပါဘူးအကောင်ပိတ်ထားရင်လေချောင်းနာခြင်းတော်လက္ခဏာတွေခံစားနေရတဲ့အခါမှာလေအုံစင်းရတော်တော်မိမယ်ဆိုလို့ရှင်เนาะ ရှင်နေကဘုံမုံဆိုးရဆင်းနိုင်တယ်လို့ဒီပြန်လဲကောင်းမှုမှုကိုလည်းနှောင်းနှင်းကြကြဆင်းနိုင်ပါတယ်တကယ်လို့မကြကနာအေးမိလေးရှိတဲ့သူတွေကိုကန်းစနစ်အားနေနေတဲ့သူတွေဆိုလို့ရှင်တော့ဆောင်းရံဒီမှာတမမို့ဒီဖြားနာနေစဉ်ကာလာမှာအုံစင်ရတော့၃ချင်းကိုရှောင်းချင်မှာဒီကိုကန်းစနစ်ကိုအားဖြစ်ပေးတဲ့မြန်မြန်တတစီမဲ့ဒီပူနွေးတဲ့အရေးတွေကိုရွေးချယ်တော့တင်ပါတယ်။အမကိုကတော့ဒစားကန်သက်ထားတဲ့အစားတော့စားသုံးနေရတဲ့သူတွေရှောင်းချင်တင်ပါတယ်။ ရဲ့လိုနှလုံးရောဂါဒီကြောက်ကရောဂါပြင်းထန်အဆင်ရှိတဲ့သူတွေအနေနဲ့ကတော့ပိုတက်ဆီယမ်ဓာတ်နည်းတဲ့တနည်းပြောရရင်ဓာတ်စာထိမ့်ညှိထားတဲ့အစာတောက်ကိုညွှန်ကြားထားမယ်ဆိုလို့ရှင်တော့အုံစင်းရတင့်တော်တဲ့ဒီတောက်တုံးမှုတစ်ခုတော့မဟုတ်ပါဘူး။သူမှာပါမယ်နဲ့ပိုတက်ဆီယမ်၊ဆိုဒီယမ်နဲ့မက္ကနီဆီယမ်ဓာတ်တွေကဂလူတစိုက်မထိမ့်ညှိဘူးဆိုလို့ရှင်တော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဓာတ်စာညင်မြမှုကိုပြန်ရုံးစေနိုင်ပါတယ်။အဲ့ဒီမညင်မြမှုရဲ့လက္ခဏာတွေအနေနဲ့ပြန်မှန်းနှံနေတာတွေကျွတ်တက်တာတွေနဲ့နှလုံးခုမမှန်တော့ ြည့်စင်နိုင်လို့ပဲဖြစ်ပါတယ်။နံပါတ်10ကတော့ဆေးဝါးတချို့တောင်းသွင်းနေရတဲ့သူတွေဒီအစားတောက်ကနတ်ချက်ရှိတဲ့သူတွေပဲဖြစ်ပါတယ်။တွေးပုံကြစည်းဖြစ်ပါတယ်။အုံးကြီးကိုယ်တိုင်ကိုကတွေးပုံကြစင်နိုင်တဲ့အတွက်ကြောင့်မို့ဒီတွေးပုံကြစည်းဒီတွေးကြစေတောက်တော့နေရတဲ့သူတွေနေနေပေါ့နော်ဒီတွေးဖက်တောက်တော့မိမယ်ဆိုလို့ရှင်တမမအချိန်မချားပဲတောက်တော့မိမယ်ဆိုလို့ရှင်နော်တွေးပုံကျန်တော့မဲကြာစင်းသွားစင်းနေတာကိုလည်းတတိထားရပါမယ် ောက်တစ်မျိုးကပိုတက်ဆီယမ်ဓာတ်မဆွန့်ထုတ်စေနိုင်တဲ့ဇီဝတွေဖြစ်ပါတယ်။ကျွန်တော်ဒီအဲ့ဒီဇီမျိုးစားတွေတောက်သွင်းနေရတဲ့သူတွေနေနဲ့အုံရီကိုရှောင်ကြဉ်ဖို့အထူးလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဈေးနဲ့အုံရီတော့ပေါင်းစပ်မိမယ်ဆိုလို့ရှိရင်တော့သွေးရင်းပိုတက်ဆီယမ်ဓာတ်အနည်းရှိလောက်အောင်မြင့်တက်သွားစေနိုင်တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်။ဒါကြောင့်တောက်သွင်းမယ်ဆိုလို့ရှိရင်လည်းအချိန်ပမာဏချပြီးတော့တောက်သွင်းတာကတော့တင်းတော်ဆုံးပဲဖြစ်ပါတယ်။ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ ကုန်းစင်းရင်ကိုတတိထားတောက်တုံးတဲ့လူစုတွေကြောင်းနဲ့တခြားတီထားတဲ့အစတွေကိုပြပြပေးကြမယ်ဖြစ်ပါတယ်။ကျွန်တော်ပြပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပြီးပြီးတော့ကြတော့ကျွန်မရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျွန်မရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှင်လည်းကျွန်တော်အနေနဲ့အတိုင်းထန်လုံးဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျမ၏ပူတူတာတွေတို့ပွားပြီးစိတ်ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနဲ့ပြည့်စုံနေကြပါစေ။